ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအမေရိကန်စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့ပြန်တင်ပြသွားမှာဖြစ်ပါတယ်။အဓိကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတပ်ပြီးဆိုတဲ့အကြောင်းရင်းဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ကဩစာကျွမ်းမှုမှုကိုရှော့ချနိုင်ဖို့တတိယချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအိတ်စားလို့ကျွန်တော်အနေနဲ့ဒီတုံ့ပြန်ကိုပဲထင်မြင်ပါတယ် ဆိုတော့အဓိကတော့တရင်အရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်၃ချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်။ဇနန်းကတော့စောစောရင်းကြိုင်နေတဲ့ပြည်ရေးကိစ္စပဲဆိုရင်တော့ပြဿနာတော့အဲ့လောက်မကြည့်ဘူး။အားလုံးအေးစေပါနိုင်တယ်။သို့တော့ဟိုတရုတ်ကအနာပါပါကိုရှော့ချဖို့အတွက်ဆိုတဲ့ဒုတိယချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်များတယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာပြည်သူတွေအတွက်တော့ဟိုအာ risk တားကြီးတယ်။ဆိုတော့အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲဟာလာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ်။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမေရိကန်ကရခိုင်စစ်ရေးမှာပါဝင်လာရတဲ့အကြောင်းရင်းပြောပြလာတဲ့ပြည်သူတယောက်ရဲ့ရုတ်တံနဲ့အတူလာရှိုးတွင်စစ်ကောင်စီတပ်များဝင်ရောက်လာတော့လေယမခတိုင်းစစ်ဌာနချုပ်ပြန်လည်ဖြစ်ပေါ်လာရဲမရှိကြောင်းထူးခြားသတင်းတွေပါနောက်ဆုံးမှာတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာကနဒါနိုင်ငံကိုအမေရိကန်စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့တက်တင်ပြသွားမှာဖြစ်ပါတယ်အဓိကတော့ လိုရင်းကြရင်နေရပြန်ဖို့အခြေတံပြီးဆိုရဲအကြောင်းရင်းဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ရဲ့ဟောစာကျွမ်းမှုမှုကိုဆော့ချနိုင်ဖို့တတိယတစ်ချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအိစားလို့ကျွန်တော်နေဟဲ့ဒီသုံးချက်ကိုပဲထင်မြင်ပါတယ်ဆိုတော့ဒီကတော့ပြင်းအရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်သုံးချက်ကတော်တော်လေးကိုပေါ်လွင်နေတယ် နံပါတ်1တစ်ချက်ကလူဟင်းကြရီနေရပြန်ရေးကိစ္စကကျွန်တော်တို့ငါးကတည်းတပြက်အစိုးရသူတို့ဆက်လာပြီးတော့နောက်ပိုင်းမှာဒီလူဟင်းကြရီကိစ္စကိုသူအပြက်ရှမ်းဖို့အတွက်သူစူးစမ်းတယ်ဆိုတော့ဒီဇလန်းကယူနိုစွတ်ကတောင်းဆိုတဲ့ဇလန်းလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မစ္စတာယူနိုကသူကဒီအမေရိကန်တို့ UN တို့မှာအလုံးတမပေါက်ရောက်တဲ့ပုံပုံတယောက်ဖြစ်တယ် ဟိုရှိတ်ကာစီနာလိုမျိုးမဟုတ်ဆိုတော့ဒီပုဂ္ဂိုလ်ကဒီရိုဟင်ညာကိစ္စနဲ့ပတ်သက်ပြီးတော့သူ့လက်ထက်မှာသူအပြတ်ကိုသူရှင်းမှာဒီဇာတ်လမ်းကိုသူအပြတ်ရှင်းမှာသူ့နိုင်ငံထဲမှာလူဦးရေတက်တန်းတော်ကိစ္စကိုသူထပ်ပြီးတော့ခြေဆွဲမှာမဟုတ်အဲ့ဒီအတွက်ကိုသူအမေရိကန်ကိုနံပါတ်၁သူအကူအညီတောင်းတယ်နော်အဲ့ဒီချက်ရှိရပါတော့ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အမေရိကန်ကိုအကူအညီတောင်းရလာမလဲဆိုတော့နံပါတ်၁တစ်ချက်ကအမေရိကန်တွေကဒီရိုဟင်ဂျာတွေရဲ့အပေါ်မှာ2019ခုနှစ်ကလေးကနေစပြီးတော့အစားတောင်းတဲ့အစေအဝါစတဲ့အစားအစာရရအောင်ကိုကူညီထောက်ပံ့ပေးခဲ့တာရှိတယ် ောက်တစ်ချက်ကကြတော့ဟလာ US EU ဟလာ OIC ASEAN စတဲ့နိုင်ငံတွေကလည်းပဲဒီကိစ္စနာကိုအသက်ရှင်းဖို့အတွက်ကိုဖိအားပေးနေတဲ့သဘောရှိတယ်။ဒါကြောင့်မို့လို့လေယူနိုရဲ့ကုညီတောင်းခံမှုနဲ့ဒီအမေရိကန်စစ်တပ်ရဲ့ဟလာကုညီမှုလို့ကျွန်တော်မြင်နေပေါ့နော်။ဒုတိယတစ်ချက်ကဒီအမေရိကန်တွေကလည်းနော်သူ့အတွက်အကျိုးမရှိဘူးဆိုရင်တော့ကိစ္စကိုရှင်းရှင်းလေးမရှိဘူး။သူ့ထက်ဒီလက်ရှိတက်လာတဲ့အမရတော်နဲ့ထွက်ဆိုတော့သူ့အတွက်အကျိုးမြတ်ကဘာရှိလဲဆိုတော့သူ့အတွက်အကျိုးမြတ်က ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူတိတ်သဘောကျတဲ့အထွေအနေထားကိုမြင်ထားတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူသဘောကျတယ်လို့သူမြင်ထားလဲဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့အပေါ်မှာတရုတ်ရဲ့ဩဇာကျွမ်းမှုမှုကရှိနေတယ်။အဲ့ဒါကိုသူကဒီတရုတ်ရဲ့ဩဇာကိုကျွမ်းမှုမှုကိုသူရှော့ချဖို့တော့သူစူးစမ်းတယ်။စူးစမ်းတဲ့အခါကျတော့သူကဘာလုပ်လဲဆိုတော့သူကအရှင်ဆုံးမြန်မာနိုင်ငံရဲ့ အင်္ဂလိပ်နိုင်ငံတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့နေဇမ်ဘာပြလာပြီးတော့ဟာလာနေရာယူထားမှဖြစ်မယ်ဒါကြောင့်မို့လို့တယောက်ကိုသူကဒီ procedure လုပ်တဲ့နေရာမှာသူဟာလာအတုံးတဲ့တော့ဒီနေရာဟာသူ့ရဲ့တမ်းမှုကြီးတယ်ဆိုတော့တစ်ခုခုဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူအတုံးချလို့ရတယ်ဆိုတဲ့ပုံလို့နော်နောက်မြန်မာနိုင်ငံကြီးအပြောင်းအလဲဆိုလို့ရှိရင်အခု NUG အပါအဝင်ဟာလာနိုင်ငံကအဝင်းဝိုင်းကဒီမြန်မာစစ်ကောင်းဆောင်ကိုဘယ်သူမှမကြိုက်ဘူးအဲ့ဒီခါကျတော့ဒီနိုင်ငံကြီးအပြောင်းအလဲမှာဟာလာသူဒီ ဟိုပါပေါ့နော်အကြောင်းလေးဖြစ်စီဖို့အတွက်ကိုကြည်ရပြီးတော့ဒီနေရာကိုကြောက်အောင်လာလို့ကျွန်တော်မြင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့သူတို့အကူအညီပေးလုံမယ်တက်တယ်ပေါ့နော်အခုဒေါ်လာ၁၀ကတော့ဟာလာဟိုဘင်္ဂလားဒေ့ရှ်ကိုဟာလာစက်တက်ကအကူအညီပေးမယ်ဆိုတဲ့လက်နက်အင်အားအကူအညီပေးမယ်လို့တော့ဒင်းချက်ပေါ်တာမရှိဘူးပေါ့နော်ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟာလာတချို့ကိစ္စတွေကိုဟာလာအကူအညီထောက်ပံ့ပေးမယ်ဆိုတဲ့ပုံစံလေးပဲကြိုးထားရုံနဲ့ရှိနေတယ်သို့တော်လည်းပဲဒီအကူအညီလေးတွေပေးဖို့အတွက်ဒီအမေရိကန်စစ်တပ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်လာစရာအကြောင်းရှိတယ်။နော်ဒါဒါကျွန်တော်တို့ပြန်ကြည့်အောင်ပေါ့နော်။ဆိုတော့ အခုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုတူငင်လာတဲ့အထူးကတစ်ချက်ကပါလဲဆိုတော့လူရင်းကြီးနေရပြန်မယ်ဆိုရင်အထူးကပြဿနာက AA နဲ့ဆိုတော့ AA ကအမှန်တကယ်ဆိုလို့ရှိရင်တော့သူက AA ကိုလက်ခံပြီးတော့ဆွေးနွေးမှာမဟုတ်မတောင်လဲဆိုအမေရိကန်တွေကတရားမဝင်တဲ့အဖွဲ့အစည်းတွေနဲ့တိုက်ပြီးစကားပြောလို့မရှိဘူးနော်ဆိုတော့ဒါကတော့ကျွန်တော်နိုင်ငံကြီးအရာသုံးသက်တာဖြစ်တယ်ပေါ့နော်အမေရိကန်တွေကိုကျွန်တော်ပျောက်ပေးအောင်အားပေးတာလည်းမဟုတ်ပါဘူးထောက်ခံတာလည်းမဟုတ်ပါဘူးဒါပေမဲ့လက်ရှိအခြေအနေအရာနော်ဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်စစ်တပ်ရောက်ရှိလာခြင်းရဲ့အခြေအနေအရာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နော်အမေရိကန် เนาะပါဝင်เนาะဒီကိစ္စကိုပူပေါင်းဆောင်ရွက်လုပ်ရတဲ့အခြေအနေじゃအခုရှိတာကအေးကဟာလာဟိုတိုင်းလာလက်နက်ကိုင်တဲ့ကဖြစ်နေတဲ့အတွက်ကြောင့်မို့ဘူးအေးအပါဝင်ကနိုင်ငံရေးတိုင်းလာလက်နက်ကိုင်ပဲအမေရိကန်ကိုထောက်ခံမယ်เนาะအမေရိကန်ကိုအားပေးမယ်ဆိုလို့ရှိရင်တော့ဟာလာဒီမြန်မာစစ်တပ်ကအញ្ញံဆုံးဟာလာကြသွားနိုင်တယ်အခြေအနေခုရှိတယ်ဆိုတော့ငွေအပြောင်းလဲလဲပါတယ်ပေါ့နော်ဒီအချက်၃ချက်ပေါ့နော်ဒါဒီအချက်၃ချက်ကိစ္စနဲ့ပဲသူဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်တော်လည်းမြင်တယ်။နောက်ချက်ကကျတော့ဒီကဒီပြဿနာတွေကဟိုဒီလိုမှမဖြစ်ရှင်းဘူးဆိုလို့ရှိရင်နောက်အမေရိကန်တွေတော့က ဟိုဘလို့မှအဆင်မပြေနိုင်ဘူး။ဒါကြောင့်မို့လို့ဒီ policy တစ်ခုအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအတုံးချတယ်လို့ပဲကျွန်တော်ထင်တယ်။အဓိကကတော့ရိုညာကိစ္စကိုကူညီတယ်လို့လို့။နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအားပေးတယ်လို့လို့။ဘာကြောင့်လဲဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူဦးရေတန်းပြောက်20ကျော်ရှိပေမဲ့စစ်တပ်ကမရှိဘူးကြ။စစ်တပ်ကလူဦးရေ3000လောက်ပဲရှိတယ်။နောက်3000ဆိုတာကသူ့နိုင်ငံလူဦးရေနဲ့ရှင်းမယ်ဆိုရင်ဟိုနေသားဆောင်တက်လောက်ပဲရှိတာ။ဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်မှာ10000ပဲရှိဘူး။ မရှိတော့ဒီသူ့အနေနဲ့တုံးအခုဒီလူအနေနဲ့သဘောရှိပါဘာလို့ညာကိစ္စကိုကင်ပယ်ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကအင်အားလိုတယ်ဆိုတော့ဟိုအင်အားဆိုတာကအမေရိကန်ရဲ့အင်အားတိုက်ရိုက်လဲလိုအပ်တယ်ဟိုအဓိကကလက်နက်အင်အားလဲလိုအပ်တယ်နောက်ဟိုအကျွေးစနစ်နဲ့လက်နက်တွေရောင်းမယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်အစိုးရကအမေရိကန်ခွင့်ပြုမှာပဲဝယ်လို့ရတာအဘလိုအမဆိုအမေရိကန်ကိုလည်းဒီမဟာမိတ်လောက်တဲ့သဘောမျိုးပေါ့နော်ဒီမှာနေလေဒီလိုပဲမြင်တယ်ပေါ့နော်အခုလက်ရှိကတော့အဓိကဟဟလာနောက်ဆက်ပဲအကျိုးဆက်တွေအနေနဲ့ဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကဒီဇာတ်လမ်းကိုကျွန်တော်တို့စောင့်ကြည့်ရအောင်ပေါ့နော်အဲ ဇလန်းကတော့စိုးစိုးကရင်ဂျာရဲ့နေရာပြင်ရေးကိစ္စပဲဆိုရင်တော့တက်နာကတော့အဲ့လောက်မကြည့်ဘူးအားလုံးအေးစေသွားနိုင်တယ်ဟုတ်တော့ဟိုတရုတ်ကခနာပါပါကိုရှော့ချဖို့အတွက်ဆိုတဲ့ဒုတိယချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်အခဲများတယ်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်ဒီတော့ကိုအာ risk တာကြီးတယ်ကျွန်တော်အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲအာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ကျွန်တော်အနေနဲ့ကတော့အဲ့ဒီလိုပဲကျွန်တော်တုံ့တက်တယ်ဆိုတော့ခုနိုင်ငံရေးသမားတွေကတော့အများကြီးတုံ့တက်တာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တွေကဒီအချက်၃ချက်ကိုကျွန်တော်ဒီလိုပဲတုံ့တက်ပါတယ်မိတ်ဆွေတို့ရော ဘယ်လိုမျိုးတုံ့ပြန်ပါလဲတုံ့ပြန်ပါကျွန်တော်ကိုပြောခင်ပါဦးကျေးဇူးတင်တယ်ဟာလို့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတရုတ်ဤဖီအားပေးကြဝင်စစ်ဆက်မှုကြောင့်စစ်ကောင်စီတပ်များမြို့တွင်းသို့ဝင်ရောက်လာတော့လဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခပြန်လည်ဖြစ်ပေါ်လာရန်မရှိကြောင်းဒေတာခန်နှင့်နီးစပ်သူတို့ထံမှသိရသည် လာရှုံမြို့ကိုကိုကန့်တက်မတော် NNDAA ကထိန်းချုပ်ထားရမှပြီးခဲ့သည့် April 18ရက်မှစ၍ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးစစ်ကောင်စီတပ်များရုတ်တန်းများဖြင့်ဝင်ရောက်လာကာလက်ရှိတွင်အဆင်ပြေသလိုနေထိုင်နေရကြောင်းသိရသည့်ကြားရသလောက်ရမခစစ်ဌာနချုပ်ကိုလာရှုံပြန်မထားပါနောက်ဆုတ်ပြီးထားမယ်ထင်တဲ့အရင်ကတော့တန်ရန်ဖက်မှလူပြန်စုထားတယ်ဟုအဆိုပါအကြောင်းအရာကိုသိရှိထားသည့်နှစ်ဖက်အတိုင်းဝိုင်းနှင့်နီးစပ်သူတဦးကအေယာဝတီတိုင်းကိုပြောသည် စစ်ကောင်စီသည်မြန်မာအယူအယရှုံးပြီးသောနေရာတစ်ခုတွင်ရမခကိုပြန်မထားခြင်းသည့်သဘောဖြစ်နိုင်သလိုတိုင်းစစ်ဌာနချုပ်သည်လည်းခံတက်ကြီးတစ်ခုလိုတိစောက်ထားခြင်းမဟုတ်ဘဲအမိတ်ပေးရေးစစ်ဌာနချုပ်ပင်ဖြစ်ကြောင်းငင်းကတုံ့တက်ပြောဆိုသည့်ထို့အပြင်မြို့တွင်းရှိဌာနဆိုင်ရာရုံးများသည်လည်းစစ်ကောင်စီ၏လေကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ပစ်ခတ်မှုအပြင်တိုက်ပွဲများကြောင့်ထိခိုက်ပျက်စီးမှုများရှိပြီး အသုံးမပြုတော့သည့်အတွက်ခြုံငယ်များထုထက်နေကြောင်းသိရသည်ဌာနဆိုင်ရာယုံတွေကလည်းသူတို့စစ်ကောင်စီပြန်ထိုင်နိုင်မဲ့အခြေအနေမျိုးတော့မရှိသေးဘူးသူတို့လူတွေတော့ရောက်နေပြီဒါပေမဲ့သူတို့ပြင်ဆင်ရမှာတွေအများကြီးရှိနေတယ်ဟူဒေတာခန့်မျိုးသားတဦးကအေယာဝတီတိုင်းကိုပြောသည်လက်ရှိတွင် လာရှုမြို့တွင်သို့စစ်ကောင်စီတပ်များနှင့်အုပ်ချုပ်ရေးအဖွဲ့များရောက်ရှိနေသည်ဆိုသောအနေအထားမျိုးပင်ရှိနေသေးတယ်လို့တဖက်တွင်လည်းတရုတ်အစိုးရကိုကန့်တက်နှင့်စစ်ကောင်စီတို့တုံးပွင့်ဆိုင်ဆွေးနွေးနေဆဲဖြစ်ကြောင်းသိရသည် Thank you.